အားလုံးပဲမင်္ဂလာပါသူဇာရဲ့ digital business page channel အားလုံးကျေးဇူးပါတယ်အသူဇာပေးမရှိတဲ့ follower မိတ်ဆွေများအားလုံးလည်းမင်္ဂလာပါလို့အရင်ဆုံးပါတယ်အခု follower တက်လေးတွေလည်းမင်္ဂလာပါလို့သူဇာအရင်ဆုံးနှုတ်ဆက်ပါတယ်အားလုံးပဲစိတ်အချမ်းသာခြင်းကိုအချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့လည်းဆုတောင်းပေးပါတယ်သူဇာဒီနေ့ပေါ့နော်အမြတ်ပေးခြင်းတဲ့ခေါင်းစဉ်လေးနည်းလေးရှိလို့ပေါ့နော်ဘယ်လိုပြည့်ဒီလုပ်ငန်းကိုစိတ်ဝင်စားတဲ့သူတွေတချို့တွေဆိုလို့ရှိရင်လည်း ဲ့လိုပေါ့နော် free နဲ့လစ်လာချင်တဲ့သူတွေရှိတာပေါ့နော်တချို့တွေဆိုတော့149ဒေါ်လာနဲ့အာလစ်လာကိုအတွက်ကအဲ့လိုပေါ့နော်လစ်လာချင်စိတ်သေးဘူးဆိုလို့ရှိရင် free အနေနဲ့လစ်လာလို့ရတဲ့အာအရာတွေရှိတာပေါ့နော်ဒီလိုငါကဘာဖြစ်လို့ဆိုတော့သူကအာတချို့တွေဆိုလို့ရှိရင်တတရားစိတ်ဝင်ပြီးတော့ပေါ့နော်အာဒီလိုငါကမလစ်လာပဲနဲ့သူတို့ကအဲ့လိုအမျိုးမျိုးဝေဖန်တာပေါ့နော်ဒီလက်စကန်လာအလင်းညာလာကြားဖြားလာမျိုးမျိုးဆိုပြီးတော့အဲ့လိုလေး အပြောတတ်ကြရရှိတဲ့ဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ဒီ లై ကလေးကိုသူစားအမြောက်ပြီးချင်းဖြစ်ပါတယ်။အဒီလိုငမ်းမှဆိုလို့ရှင်ပေါ့နော်လိလမှုအဆက်ဆက်ပေးထားတာဖြစ်တဲ့အဲ့ရဥစ္စာဆင်းရှိတဲ့ 149ဒေါ်လာကိုမှာပါဖီးပေးပြီးတာမှာပါဝင်တဲ့အနေနဲ့လေ့လာလို့လည်းရတယ်ပြီးလို့ရှိရင်ပေါ့နော်ကိုကအဲ့လိုလုပ်ငန်းရှင်တဲ့အနေနဲ့လည်းလေ့လာရမယ်အဆက်ဆက်တွေရှိတာပေါ့နော်အဲ့တော့ဒီနေ့သူကတော့ free s လေ့လာလို့ရလာဆိုတဲ့မိကောင်းလေးပေါ့နော်သူကဒီနေ့မျှပေးခြင်းလို့ဒီလိုက်လေလုပ်လိုက်တာဖြစ်ပါတယ်အာဒီလိုငန်းကပေါ့နော်တချို့တွေဆိုလို့ရှိရင်အဲ့လို ဒီလုပ်ငန်းရအတိုက်ချက်တစ်ခုကတော့စီဘာလုပ်ငန်းကိုလိလချင်းတဲ့လုပ်ကန့်ချတဲ့သူတွေဆိုလို့ရှိရင်တော့အဲ့လိုအာဒီလုပ်ငန်းကအာဘလောက်ရင်းနေလို့ရှိရင်ဘလောက်အကျိုးများရမယ်ဘလောက်ပါစင်တေးရမယ်ဆိုတဲ့လုပ်ငန်းလည်းသူကအဲ့လိုလည်းမပြောဘူးပြီးလို့ရှိရင်လည်းကိုကလိလချင်းလို့ရှိရင်သိချင်လို့လိလပါဆိုလဲပေါ့နော်လိလမှုအဆင်နဲ့ပဲအာလူတဲကိုလုတ်ခိုင်းတဲ့ဖြစ်တယ်ပေါ့နော် အဲကြောင့်လိလမှုတော့မှအဆစ်ဆစ်ရှိတယ်အခုဆိုလို့ရှင်လဲ first step အနေနဲ့လိလရမယ်ပထမဆင့်အနေနဲ့ဆိုတော့ဒီနေ့မျှပေးတော့မှာဖြစ်ပါတယ်အာပထမဆင့်အနေနဲ့ဆိုလို့ရှင်တော့ first step ပေါ့နော်အဲ့ဒါဘယ်အနေနဲ့လိလရမလဲဆိုလို့ရှင်တော့ number အာ register မလုပ်ချင်သေးဘူးဆိုလို့ရှင်သူတို့ဆာမျက်နှာအဲ့လိုပေါ့နော် Facebook page တွေမှာတွားပြီးတော့ line interview လေးတွေရှိတယ် ီတော့ post တင်ထားတဲ့အရာတွေဆိုသွားပြီးတော့လစ်လာလို့ရတယ်ပေါ့နော်အဲလေးတွေလည်းလလို့ရတယ်ပြီးလို့ရှိရင်ကိုယ်စိတ်ဝင်စားလို့ရှင်တယ်အဲ့လိုကိုယ့်ရဲ့အဲ့လိုစိတ်ဝင်စားတဲ့လူပေါ့နော် message ကနေပဲဖြစ်ဖြစ်အဲ့လိုမေးလို့ရတယ်အဲ့လေးလည်းလစ်လာလို့ရတယ်ပြီးလို့ရှိရင်လည်းနောက်တစ်ခုအနေနဲ့ပေါ့နော်သူဆိုလို့ရှင် website ပေးထားပါတယ်သူဆိုလည်း www.tudesa.com ဆိုတဲ့နာမည်အဲ့လိုပေါ့နော် website လေးပေးထားပါတယ်အဲ့မှာဆိုလို့ရှိရင်ကိုယ့်ရဲ့နာမည်နဲ့ Gmail ကို register လုပ်ပြီးတော့ အာဒီတက်မှာဆိုလို့ရှိရင်အခက် webinar ပေါ့နော် free webinar minute processor နဲ့စတင်ပြီးတော့လေ့လာမှာဖြစ်ပါတယ်အဲ့ထက်မှာဆိုလို့ရှိရင်လုပ်ငန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအာပြီးလို့ရှိရင်ဒီလုပ်ငန်းကဘာလုပ်ငန်းလဲဘာတွေလုပ်ရသလဲဘယ်လိုလေ့လာရမလဲပေါ့နော်ပြီးလို့ရှိရင်ဒီတက် marketing နဲ့ပတ်သက်ပြီးတော့ဒီအကြောင်းအရာတွေအကုန်လုံးရှင်းပြထားတာပေါ့နော်ပြီးလို့ရှိရင် assistant ရဲ့လုပ်ဖို့လုပ်နည်း အဲ့ဒါတွေလည်းအကောလို့အသေးအသေးစိတ်မဟုတ်ထင်တော့ပါဘောနော်အခြေခံသဘောတရားအရာကိုကအဲ့ဒီကနေလစ်လာလို့ရတယ်ဘောနော်။ဘာဒီထမဆိုလို့ရှိရင်လည်းဒီ free webinar ထဲမှာမိနစ်60လစ်လာခြင်းအဖြစ်ဒီတန်းနေအမြိုက်ဒီလုံငါနဲ့ပတ်သက်တဲ့အကြောင်းအရာကိုသိခွင့်ရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့်ပထမဆုံးပထမဆုံးအဆင့်အနေနဲ့ဒီ free webinar တော့မဖြစ်မနေဖြစ်ပါတယ်။ပြီးလို့ရှိရင်လည်းနိုင်ငံတကာအနေပြီးတော့ အာလုတ်ကိုက်နေတဲ့သူတွေကလည်းသူတို့အောင်မြင်နေတဲ့ success story လေးတွေ testimonial လေးတွေလည်းအဲ့ဒီမှာနားထောင်ခွင့်ရမှာဖြစ်တာပေါ့နော်ဒီလိုငါကိုအဲ့ဒီနားထောင်ချက်တယ်လေပို့တဲ့အများကြီးခေါ်အားတွေရစေပြီးတော့နောက်ထပ်တစ်ဆက်ကိုထပ်လွတ်လာဖို့အတွက်အခေါ်အားတွေတက်လာမှာဖြစ်ပါတယ်ဒီလိုငါက global business ဖြစ်တဲ့အတွက်ကြောင့် ကိုကပေါ့နော်အင်္ဂလိပ်ဘာသာနဲ့အလိုမနာထောင်ချင်ပဲနဲ့မြန်မာနဲ့ကိုကတိတ်တိတ်ချာချာလေးပို့ပြီးအသေးစိတ်အဲ့လိုပေါ့နော်နားထောင်ချက်တယ်ဆိုလို့ရှိရင်တော့ပေါ့နော်သူစက်စီမှာအာမြန်မာဘာသာပြန်ထားတဲ့အဲ့လိုပေါ့နော်ဗီဒီယိုဖိုင်လေးလည်းတောင်းလို့ရပါတယ်အာသူစက်စီမှာ register လုပ်တဲ့သူတွေအကုန်လုံးစက်မြန်မာဘာသာပါအကုန်လုံးပေါ့နော် ပို့ပေးတာဖြစ်တဲ့အတွက်ကြောင့်ကိုက register လုပ်ပြီးလို့ရှိလို့ရှိရင်အကွဲကြီးမေးလေးကိုလည်းပြန်စစ်ပေးကြပါလို့ဆိုတော့အမြင့်တန်ရခံပါတယ်တခါတလေကိုက register လုပ်ထားပြီမဲ့လဲကိုယ့် gmail ကိုပြန်ပြီးတော့ကြည့်လို့ရှိရင်လည်းဘလို information တွေရမလဲဆိုဘယ်သူမှသိနိုင်မှာမဟုတ်ပါဘူးပြီးလို့ရှိရင်လည်းအဲ့ဒီကိုယ့်ရဲ့ gmail ကိုလည်းပေးဖို့လည်းအဲ့လိုမတော်ဆုံးနဲ့ပေါ့နော်ဒီလုပ်ငန်းရဲ့အသေးစိတ်အချက်လက်လေးတွေကိုဒီ email ဆိုတဲ့ gmail အထက်မှာပဲ information တွေကိုအသေးစိတ်စစ်ဆန်းနေပြီးတော့ပို့ပေးမှဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီကြည့်မေ့ရတာမရှိမဖြစ်လိုအပ်တာဖြစ်ပါတယ်။ပြီးလို့ရှိရင်လည်းကိုယ့်ရဲ့နာမည်လေးတွေကိုလည်းပေါ့နော်။မှတ်မှတ်ကတန်လေးအဲ့လိုကိုယ်နာမည်ရှိထားတဲ့အတိုင်းလို့ပေါ့နော်အဲ့လိုလေး register လုပ်ပြီးလို့ထည့်ပေးစီချင်ပါတယ်တချို့တွေဆိုလည်းနာမည်မဟုတ်တဲ့အရာလေးတွေအများကြီးတွေ့နေမြင်နေရတာဖြစ်တဲ့ကြောင့်အဲ့အရာလေးဆိုလည်းကိုယ့်ရဲ့နာမည်အာ အမေအမကိုထပ်ပေးဖို့လဲဆိုတော့အဲ့ဒါအကြံပေးချင်တယ်ပေါ့နော်ပြီးလို့လဲသူစမဆိုလို့ရှိရင်နောက်ထပ် Facebook ဘယ်လိုပေါ့နော် Facebook အပြင် YouTube channel တခုလည်းရှိတယ်အဲ့ဒါမှဆိုလို့ရှိရင်လည်းလုပ်ငန်းနဲ့ပတ်သက်တဲ့အကြအရာတွေကိုဗီဒီယိုလေးတွေပေါ့နော် review လေးတွေလုပ်ထားတဲ့ဗီဒီယိုဖိုင်လေးတွေကိုတစုတစီတည်းသူစတင်ထားတာဖြစ်တာပေါ့နော်နောက်ထပ်သူက live ကြိုလို့ရှိရင်သူစအဲ့ဒီ YouTube click လေးကိုသူက Facebook ပေါ်မှာတင်ပြီးတော့အဲ့ဒီအနေနဲ့ဝင်လေ့လာဖို့အတွက် တိုက်တုံးချင်တာပေါ့နော်အဲ့ဒါကြောင့်သူတို့မှဆိုလို့ရှိရင် free နဲ့လေ့လာမယ်အဆင့်တော့မှအမြိုင်လေ့လာရတာပေါ့နော်အခု free webinar ဆိုလို့ရှိရင်လည်းအဲ့လိုအမြဲတမ်းပေါ့နော်ကိုယ့်ရဲ့ဂျီမေးမှာ55ရက်လောက်တော့အမြဲတမ်းပို့ပေးတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီ55ရက်လို့လို့ကိုယ်ကလေ့လာမယ်ဆိုလို့ရှိရင်လည်းဒီလိုငန်းနဲ့ပတ်သက်တဲ့အကြောင်းရဟုသမျှကိုယ်ရရမှာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါကြောင့်ပေါ့နော်ကိုကအာစိတ်ဝင်စားတယ် ဆိုလို့ရှိရင်တော့ဒီ webinar တော့မဖြစ်မနေလည်လာဖို့လိုအပ်ပါတယ်အဲ့ဒါကြောင့်ကိုကမလည်လာလို့ပေါ့နော်တချို့တွေဆိုလို့ရှိရင်သူများရဲ့စကားမှာပဲလမ်းဆိုပြီးတော့ပေါ့နော်တွေ့ဝေပြီးတော့တန်တရားစိတ်တွေကြောက်ရွံ့စိတ်တွေနဲ့ရှစ်ချက်မနိုင်ပဲနဲ့အဲ့ဒီတချို့တွေဆိုလည်း business owner ဖြစ်ထီတော်မှာပေါ့နော်အခုချိန်ထိတွေ့ဝေပြီးတော့ပေါ့မှာအာလုပ်ငန်းကိုရှစ်ချက်မတွေ့ပဲနဲ့ရပ်တန်းသွားတဲ့ business owner တွေလည်းအများပဲပေါ့နော်ဒါဆိုတော့ဆိုရယ် social media ဟိုအတုပ်ပြရတာဖြစ်တဲ့အတွက်ကြောင့်တစ်ခါတလေဆိုလို့ရှိရင်လည်းတိုက်ခိုက်နေလည်းရှိတယ်ဝေဖန်မှုတွေအဲ့လိုပေါ့နော်သူချို့တွေအလည်းအာနေရင်လည်းဆဲဝါတဲ့လူတွေအဲ့လိုတွေလည်းရှိတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါနဲ့ရှိလို့လည်းလိုအပ်တာပေါ့နော်အဲ့ကြောင့်ဘလူးပဲဘေးစကားကိုနားမယောင်ပဲနဲ့ကိုလုံးဆက်ရှိတာလုပ်မယ်ကိုစင်းနေစားတဲ့အရာလေးတွေကိုကိုကထက်ထက်ဝင်ဝင်လေ့လာမယ်ဆိုလို့ရှင်ရတော့ဘလိုပဲဖြစ်ဖြစ်ပေါ့နော်ကိုအဲ့လိုသူများစကားမှလမ်းဆွင့် ကနေကိုကိုပြစ်ရှည်တဲ့ဆန္ဒကိုကိုကိုနဲ့ account ပေါ်တော်လို့ရတယ်ဆိုတော့ပြတ်တက်ချင်ပါတယ်အဲဒါကြောင့်ဒီနေ့ free နဲ့ဘယ်လိုလေ့လာရမလဲဆိုတဲ့မိကောင်းလေးကိုဒီနေ့မျှတတာအခုလည်းအားလုံးကနားလည်မယ်လို့လည်းယူကြည့်ပါတယ်ကျေးဇူးတင်ပါတယ်နောက်တနေ့မှပဲပေါ့နော်နောက်တစ်ချိန်ကျမှပဲနောက်ထပ်မိကောင်းတစ်ခုနဲ့ပြလာခင်မယ်ကျေးဇူးတင်ပါတယ်အားလုံးပဲဘိုင်ပါ